အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ကျွန်တော်တို့ဒီကနေ့မနက်အစောပိုင်းမှာဂျီဂျပန်မှာပဲ Brazil နဲ့ Japan တို့ရဲ့နောက်ထပ်ခြေစမ်းပွဲပေါ့လေ။ Brazil ကဒီ World Cup Qualifying နေအပြီးမှာဒါသူတို့ကစပြီးတော့ခြေစမ်းပွဲတွေစကစားတဲ့အချိန်မှာပြီးခဲ့တဲ့ပတ်ကသူတို့ကိုရီးယားကိုကန်နေအခု Japan နဲ့ကန်နေ။ဆိုတော့အခုဒီဟာဘာသွားတွေ့ရလဲဆိုတော့ ဂျပန်ကဒီကမ္ဘာပေါ်လောကမှာဘယ်လောက်ထိတိုးတက်လာနေဆိုတဲ့အချက်နောက်ဘရာဇီးလ်တင်းဟာပထမအသင်းမဟုတ်ရင်ဒုတိယအသင်းနဲ့ပထမအသင်းကြား first choice နဲ့ second choice ကြားမှာ quality player ဘယ်လောက်ကွာခြားလဲဆိုတဲ့အဓိကအချက်ပဲဒီနေ့ပွဲမှာဂျပန်ကဘရာဇီးလ်ကိုဒါဘယ်လိုပြောမလဲ3-2ကိုနဲ့နိုင်သွားတယ်ဒါဘရာဇီးလ်တမိုင်းတစ်လျှောက်မှာပေါ့လေဒါဒီဂျပန်ကိုသူတို့ဒါပထမဆုံးအကြိမ်ရှုံးတာပဲဒါဘရာဇီးလ်ကဒီပွဲမှာဘရာဇီးလ်ကဂျပန်ကိုပထမဆုံးအကြိမ်သူတို့တမိုင်းတစ်လျှောက်မှာရှုံးသွားတယ်ဆိုတော့ဘရာဇီးလ်ကအခုနောက်ဆုံး ၃ပွဲပေါ့လေဂျာ World Cup Qualifying မှာဘိုလီးဗီးယားကိုတကူးကိုမရှိနဲ့ရှုံးနေသူတို့ကခြေစပွဲလဲအောင်ထားပြီးပြီအဲ့တုန်းကဒီကာလိုအန်ချိုလိုတီကအဓိကကစားမတွေကိုပြန်လွှတ်လိုက်တာပြန်လွှတ်လိုက်ပြီးတော့သူတို့ကစားခဲ့တာဆိုတော့အဲ့မှာသူတို့1-0နဲ့ရှုံးပြီးတဲ့အချိန်မှာတောင်ကိုရီးယားရဲ့ပွဲမှာတော့ဘရာဇီးရဲ့အတောင့်တင်းဆုံးလူစင်နဲ့သူတို့ရှင်ပြိုင်ခဲ့တယ်ဆိုတော့ကိုရီးယားကိုသူတို့9ကိုပြတ်နဲ့နိုင်ပြီးတော့အခုဂျပန်ကိုသူတို့3-2နဲ့ရှုံးနေဆိုတော့ ကိုရီးယားကပြီးခဲ့တဲ့ World Cup တုန်းကလည်းဂျပန်ဘရာဇီးကိုဂိုးပြတ်ရှုံးတာ၅ဂိုးပြတ်ပဲရှုံးတာအဲတုန်းကနေမာဂျူနီယာတို့ရီချာလ်ဆန်တို့တကယ်အရေးသွေးမြေတဲ့တွင်းကိုတွေအများကြီးနဲ့သူတို့ရှုံးသွားခဲ့ဘူးတဲ့အသင်ဖြစ်တယ်ဆိုဒီနေရာမှာကိုရီးယားနဲ့ဂျပန်တော့ဘာကွာလဲဆိုကိုရီးယားကဂျပန်လို physical ဘိုင်းမှာရော face ဘိုင်းမှာမာကျုံးမှုဘိုင်းမှာမရှိဘူးပြဂျပန်တော်တော်တိုးတက်တာဒါတော့ကျွန်တော်ဂျပန်အသင်းကိုကြည့်လို့ရှိရင်အဲဂျပန်အသင်းကဘလို့ဖြစ်လဲဆိုတော့သူတို့အသင်းရဲ့ကစားသမားတွေမှာနီးပြားကျွန်တော်အခုချိန်ထိဂျပန်နီးပြားကိုကျွန်တော်အမြင်နဲ့နားမလဲအချက်ကသူ့မှာလူကောင်းတွေအများကြီးပြ တပွဲနဲ့တပွဲကြောင့်ဥမာတော့ဒီတစ်ဘက်ကခူဘူသုံးမယ်နောက်တစ်ဘက်ခူဘူမပါဘူးငါမီထိုမာသုံးမယ်နောက်တစ်ဘက်မီထိုမာမပါဘူးအခုဒီတစ်ခေါက်ကတော့အန်ဒိုကအသင်းကောင်းဆောင်အန်ဒိုက injury ဖြစ်လို့မပါဘူးပေါ့လေဒါပေမဲ့ဂျပန်မှာလှုပ်ရှားကစားကိုကလူအင်အားပြီးတော့ကြိုက်တဲ့ကစားမှသူအဆုံသုံးတာဂျပန်ကဒါတော်တော်များများဒါသူတို့ကစားမတွေတော်တော်များများ quality ကောင်းတယ်။နောက်သူတို့ကစားမတွေအကုန်လုံးကြည့်လိုက်ရင်ကစားမလုတ်အားရှိတယ် world rate ရှိတယ်။ကိုရီးယားနဲ့ပွဲမှာဘရာဇီးကစားတာအရင်လွယ်တယ်။ဒါပေမဲ့ first team နဲ့လည်းပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာလည်းဘရာဇီးကဟို လုံးလုံးကြီးအရန်ဒီအကုန်လုံးတုံးလာတော့လည်းမဟုတ်ဘူးကျွန်တော်ဘရာဇီးရဲ့အဓိကကစားမတွေတဲကဗင်နီရှစ်ဂျူနီယာတို့လိုကစားမတွေတချို့ကစားမတွေသူတို့ပါတယ်ဗျဟိုဘရာဇီးကတကယ်မေဂျာကစားမတွေမပါတာလွဲချင်းအကုန်လုံးကြီးပါတော့ first try မဟုတ်ဘူးဒါပေမဲ့တော်တော်များများကစားမတွေဘရာဇီးကပါဝင်သေးတယ်အပြောင်းလဲအချို့တော့လုပ်တယ်အန်ချယ်လိုတီကတော့သူဒီ World Cup မတိုင်ခင်မှာသူအတင်းကိုအကောင်းဆုံးသူပြောင်းလဲနေတယ်ဗောလေအဲ့အပြောင်းဆုံးပြောင်းလဲတဲ့ချိန်မှာဒီဒီကိုရီးယားနဲ့ပွဲလဲတော့မတူဘူးဒီနေ့ပွဲမှာဂျပန်အသင်းဒီပွဲမှာဒီ အထောင်တိုက်ရှိမှုဖြစ်သူက Gabriel Martinelli ကိုတုံးတယ်။ဘယ်ဘက်ချမ်းက Vinicius Junior ရဲ့ Lucas Paqueta ရဲ့ပြီးတော့ Luis Enrique ဆိုတဲ့ချက်တိတ်လေးကိုတုံးတယ်။ပြီးတော့မှ Quinlay က Casemiro နဲ့ Bruno Guimaraes ဆိုတော့သူတို့ရဲ့ first strike Quinlay Vinicius ပါတယ်။ ်ခါစစ်ကကာလို့အကူစတိုကျွန်တော်အမြဲတမ်းမန်းရှိလုပ်တဲ့ကစားမှာအင်တာမီလန်ရဲ့ဘင်နောက်ခံကစားမှာကောင်းတယ်ဗျာသူရှိတယ်ပြီးတော့ဖာဘလိုဟန်ဒရင်းနဲ့စန်တာဘက်ကတော့လူကတ်ဘာရာဒိုနဲ့နောက်ဒါဖာဘရစ်ဘရူနိုပေါ့လေစန်တာဘက်အတွဲအပြောင်းလဲဖြစ်တယ်ကွင်းလည်းမပြောင်းဘူးဖူဘတ်တွေသူပြောင်းသွားတယ်နောက်ဒီတောင်ပံတွေအချို့သူပြောင်းတယ်ဆိုတော့သူ first choice ကစားမှာ၄ယောက်လောက်တော့သူတည်းမှာပါတယ်ဒါပေမဲ့ဘရာဇီးလ်အနေနဲ့ဂျပန်ကိုမရှုံးသင့်ဘူးပေါ့လေဒါပေမဲ့ဂျပန်ကဒီနေ့ပွဲမှာခြေစွမ်းပြတယ်ဘရာဇီးလ်က ဒါဘယ်လိုပြောမလဲအစိုးရတဲ့ကဟန်ဒရစ်နဲ့ဂါဘရီယယ်မာတင်နဲ့လေမာတင်လေးတွင်းတယ်လို့တော်တော်လေးကောင်းတယ်အဲ့နှစ်ကိုပြက်နဲ့ဥဆောင်ပြီးတော့မှဒုတိယပိုင်းမှာဂျပန်ကဒါမီနာမီနိုရဲ့နာကာရူရာရဲ့ဥဒိုရဲ့တကိုးစီတက်သွင်းပြီးတော့သူတို့ကဒါ60ကျော်90ကျော်ကနေ80ကျော်ကိုသုံးလုံးစက်တိုက်သွင်းပြီးတော့ဂျပန်ကိုနိုင်ဂျပန်ကဘရာဇီးကိုနိုင်သွားတယ်ဒါကဘရာဇီးဘောလုံးတမိုင်းတစ်ချောင်းမှာဂျပန်ကိုဒါပထမဆုံးချိန်ရှုံးတာ3-2နဲ့ရှုံးသွားပြီးတော့အန်ချလော်တီအတွက် စဉ်းစားစရာကဒီလူဒီလူတွေမပါရင်ငါအတင်ကဘလောက်ထိ weak ဖြစ်တယ်ဆိုတဲ့အကြောင်းကို तू ကောင်းကောင်းဒါ analyze ဖြစ်သွားလိမ့်မယ်ဆိုတော့ဒီနေရာမှာထူးခြားတာကနောက်တစ်ခုကလူရဲ့၅သိန်းပဲရှိတဲ့ဒါ၅သိန်းပဲရှိတဲ့ကိတ်ပါတီပေါ့လေ၆သိန်းနီးပါးရှိတာပေါ့လူရဲ့၅သိန်း၉သောင်းကျော်ပဲရှိတဲ့ကိတ်ပါတီကမနေ့ကအာဖရိကဆိုခြေစပွဲမှာ World Cup qualify အောင်သွားတယ်ဆိုတော့သူတို့ကလူရဲ့တောင်မှဒီ၅သိန်းကျော်ကျော်၆သိန်းနီးပါးပဲရှိတယ်၅သိန်း၉သောင်း၃သောင်းအဲ့ကိတ်ပါတီကသူတို့အင်ကွင်းမှာဂိုးပြတ်နိုင်ပွဲကြောင့် ကင်မရွန်ကိုကျော်ပြီးတော့သူတို့ World Cup Qualify ဝင်သွားတယ်ဒါကကမ္ဘာဖလားတမိုင်းတစ်လျှောက်မှာလူ့ရေဒုတိယအ ਨੇ ဆုံးအသင်းပြီးခဲ့တဲ့2018တုန်းကအိုင်စလန်ကလူ့ရေ3000 3000 9000နဲ့ World Cup Qualify ချေစွဲအောင်တဲ့ပထမဆုံးလူ့ရေအ ਨੇ ဆုံးအသင်းနဲ့ချေစွဲအောင်ဘူးတယ်ဆိုတော့အိုင်အိုင်စလန်ရဲ့စံချိန်ကိုချိုးပြီးတော့ 9သိန်း9000 3000เนี่ยဒါကိတ်ပါတီအောင်တယ်ကိတ်ပါတီအာဖရိကကလည်းအခုဘယ်လိုပြောမလဲဆိုတော့ worker qualify အောင်တဲ့အသင်းတွေခြံအဲ့နိုင်ဂျီးရီးယား group လောက်ပဲခြံတော့တာဒါဟိုတနေ့ကဂါနာအောင်တယ်တော်တော်များများအောင်သွားပြီဆိုတော့အဲ့မှာကိတ်ပါတီက worker qualify ကိုခြေစပွဲအောင်သွားပြီးတော့ကင်မရွန်းက playoff အဆင့်ကိုသွားမှာဖြစ်တယ်ဒါကတော့မနေ့ကထူးခြားတဲ့အချက်တွေပါအားလုံးကျေးဇူးတင်ပါတယ်